အဆိုးဆုံးကတော့ဂုံတွေကိုမက်ပြီးလှုပ်တဲ့ကုသိုလ်ကတော့အဆိုးဆုံးပဲ။နောက်မြန်မာကတော့တခါတလေအဲ့ဒါကျတော့ကုသိုလ်တော်ရရှိမှာကြတော့မှာ။နောက်အကျိုးကိုလိုလား၍လူတန်းမှာကကုသိုလ်ရပါသလားအရှင်ဖေ။ဥပမာရေလူချင်းဖြင့်ရေအကျိုး၁၀ပါးပြည့်တယ်ဟုဆိုသောကြောင့်ထိုး၁၀ပါးကိုလိုချင်ထိုး၁၀ပါးကိုလိုချင်စိတ်နဲ့လူတာမျိုးကိုပြောတာပါအရှင်ဖေ။အာဒီလူလှုပ်ချင်းဖြင့်စီးစိမ်ချမ်းသာကြွယ်ဝရပါလိုဤဟုဆုတောင်းသင်ပါသလားဖေ။ကုသိုလ်လုပ်တိုင်းလုပ်တိုင်းဘယ်ကုသိုလ်မှမဆိုတီလာမှာဖြစ်ဖြစ် ဒါနမှာဖြစ်ဖြစ်ဘာဝနာမှာဖြစ်ဖြစ်အနည်းချက်လိုက်ကုသိုလ်နှမျိုးပဲရှိတယ်ဝိတ္တကုသိုလ်နဲ့ဝိဝတ္တကုသိုလ်ဆိုတာနိဒီလူစည်းစိမ်နဲ့စည်းစိမ်ပေါ့နော်ခုနကချမ်းသာတွေကိုရည်ရွယ်တောင်းတပြီးတော့တီလာဆောင်တယ်ဒါနကုသိုလ်တွေလုပ်တယ်တရားတွေထိုင်တယ်ဆိုရင်အဲ့ဒါကိုဝိဝတ္တကုသိုလ်အဲဝိတ္တကုသိုလ်လို့ခေါ်တယ်ဝိတ္တကုသိုလ်ဆိုတာကတန်တရာမှာလဲစေတဲ့ကုသိုလ်လို့ခေါ်တယ်နော်နောက်အဲ့လိုမဟုတ်ဘူးမဘုံနိဗ္ဗာန်ကိုယေရှုပြီးလုပ်တာ ဒါနလုပ်လို့ချင်းမဘုံနိဗ္ဗာန်ရထောက်ပံ့ဖြစ်ပါစေ။သီလဆောက်တည်ရင်ဒီသီလကုသိုလ်တည်မဘုံနိဗ္ဗာန်ရထောက်ပံ့ဖြစ်ပါစေ။မဘုံနိဗ္ဗာန်ကိုယေရှုပြီးထုတ်တယ်ဆိုရင်ဝိဝတ္တကုသိုလ်လို့ခေါ်တယ်။တန်တရာပြည့်စေတဲ့ကုသိုလ်လို့ခေါ်တယ်။အဲ့တော့ဘလို့ယူချက်နဲ့မဲ့လို့လို့ကုသိုလ်အောင်ရတာကြီးပဲ။ဒါမဲ့ဘယ်ကုသိုလ်ပုံမြတ်လဲလို့မေးရင်မဘုံနိဗ္ဗာန်ကိုရည်ရွယ်တောင်းတပြီးထုတ်တဲ့ကုသိုလ်ကပုံမြတ်တယ်ပေါ့။လောကစည်းစိမ်တွေကိုအကျိုးတရားတွေကိုမျှော်လင့်တောင်းတပြီးလုပ်ရင်တော့အဲ့ကုသိုလ်ကအရင်ညံ့တယ်။အစိုးဆုံးကတော့ဂုံတွေကိုမက်ပြီးလုပ်တဲ့ကုသိုလ်ကတော့အစိုးဆုံးပဲ။ဒါမျိုးမှာကတော့တခါတလေအဲ့ဒါကြတော့ကုသိုလ်တော်ရရှိမှာရတော့မှာ။ เนาะတကယ်ကိုဂုံမျောတဲ့စိတ်ကြီးနဲ့လုပ်မယ်ဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ကုသိုလ်ပါခိုင်းတော့မဖြစ်လောက်လေနည်းနည်းကလေးပဲပါမှာเนาะဂုံဝတ္ထုဂုံထုတွေကိုလိုချင်လို့လုပ်တဲ့ကုသိုလ်မျိုးတွေအဥစဉ်လိုကြောင်းပါဆိုတဲ့တန်ဃာတို့တွေအများနဲ့ပြောရတယ်တိုးစားတင်တယ်ဒါအလုံးမုံမြတ်တဲ့လုပ်တယ်ဒါပေမဲ့စာမွေးပွဲအောင်ပြီးဘွဲတစိတ်ရဖို့တက္ကရာမတွေရဲ့ဂုံမြုပ်ပူဇော်ပွဲတွေလုပ်ချင်တဲ့စိတ်ကြီးနဲ့တော့စာမချက်ကြနဲ့စာမဖြေကြနဲ့အဲ့လိုဆိုလို့ရှိရင်ကိုလုပ်တဲ့ကုသိုလ်ကဟိုအကုသိုလ်တွေရောပါသွားမယ် မကောင်းတဲ့စိတ်ကြီးဖြစ်နေလို့ချင်းကုသိုလ်ရရှိမှရမှာအကုန်လုံးအကုသိုလ်တွေလည်းဖြစ်ရှင်ဖြစ်နေမှာစာကြင်ရင်အကုသိုလ်ဖြစ်ရှင်ဖြစ်နေမှာအကြောင်းဟိုကုသိုလ်လုပ်တဲ့အခါမှာခုံလေးကိုမမျောနဲ့လက်တွေကိုမမျောနဲ့နော်တတ်နိုင်ဆုံးကုသိုလ်တတ်နိုင်လေးဖြစ်အောင်လို့နော်ပါရမီစိတ်နဲ့ပဲပါရမီဖြစ်တဲ့အနေနဲ့ပဲသဘောထားပြီးလုပ်ဒီလိုမျိုးပြောရတာအကြောင်းစိတ်မထားတတ်ဘူးဆိုလို့ချင်းခုံလက်တွေကိုမျောပြီးလုပ်မယ်ဆိုရင်အကုသိုလ်တွေတောင်ဖြစ်သွားနိုင်တယ်နော်ခုံလက်ကိုမျောတာဆိုတော့လေ